င်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပံပြန်လဲကျူဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့မကောင်းတဲ့အပေါင်းအသင်းနဲ့ဝေးဝေးရှောင်ပါလို့ကျွန်တော်ခွန်အားပေးချင်ပါတယ်အဓိကကျွန်တော်အာဘော်တော့မဟုတ်ဘောเนาะတမာကျန်းစာအားဖြင့်ခွန်အားပေးမှာဖြစ်ပါတယ်အခြေပြုကျမ်း၄၅ချက်လောက်ဖတ်ပြီးမှခွန်အားပေးမယ်เนาะ ပထမဦးဆုံးအခြေပြုခြင်းတကြံကကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး15အငယ်33-34ဖြစ်ပါတယ်။အလွဲမယူကြနဲ့မကောင်းသောသူတို့နဲ့ပေါင်းဖော်ခြင်းအဖြစ်ကောင်းသောအကျင့်တလိယိုယွန်းတတ်၏။တရားသဖြင့်နိုးကြလောဒုစရိုက်ကိုမပြုကြနဲ့အချို့သောသူတို့သည်ဖျားသခင်ကိုမတိကြ။ထို့တို့ဆိုတော့တင်တို့ကိုရှက်ကြောက်စေခြင်းကငါဆို၏။ချက်တော်ညီကိုမောင်မားတို့ ခရိယန်မိဘတွေပဲဖြစ်ဖြစ်ခရိယန်သားသမီးတွေပဲဖြစ်ဖြစ်ခရိယန်လူငယ်တွေပဲဖြစ်ဖြစ်ခရိယန်ယုံကြည်သူတယောက်ဟုတ်တယ်ဆိုရင်အပြစ်လုပ်တဲ့သူမကောင်းတဲ့သူဖယားဖယားကိုတကယ်စော်ကားမော်ကားလုပ်တဲ့သူတွေနဲ့ဝေးဝေးရှောင်နေဖို့ရန်အတွက်ကျန်းစာက အထူးပဲတုံတင်ပါတယ်လူတယောက်ကရှေ့လျှောက်ဘာဖြစ်မလဲဆိုတဲ့အရာကလေသူလက်ရှိဘယ်သူနဲ့ပေါင်းတင်းနေရလဲဆိုတဲ့အပေါ်မှာတအားမူတည်ပါတယ်တကယ်ပါဟုတ်ပါတယ် တယုတ်စကပုံတစ်ခုရှိတယ်နော်မုံမူစမ်းချမ်းလို့ခေါ်တယ်မုံစုဆိုတဲ့ဒီပညာရှိတပားငငယ်တော့ပေါ့လေသူ့အမေကသူ့ရဲ့ပညာရေးအတွက်အိမ်၃ကျင်းပြောင်းခဲ့တယ်ဆိုတော့တယုတ်ပုံပြင်လေးတပုတ်ရှိပါတယ်မုံစုဆိုတဲ့တယုတ်ပညာရှိကြီးတယောက်မဖြစ်ခင်မှာငငယ်တော့ပေါ့နော်သူ့အမေနဲ့သူကဘယ်မှာသွားမှနေထိုင်လဲဆိုတော့တင်းချိုင်းဘေးမှာနေထိုင်တယ်တင်းချိုင်းဘေးမှာနေထိုင်တဲ့အခါမှာ သူများတွေတင်းချိုင်းလာမြုပ်တာကိုဒီသားလေးကလည်းလိုက်မှတင်ယူလာတယ်။သူများတွေဘလို့တဘိုးခရမဟုတ်လဲသူများတွေဘလို့တုံတုံချမ်းလို့တယ်လဲသူများတွေဘလို့မျိုးလူမြုပ်တယ်လဲဆိုတဲ့အရာကိုသူတရက်ပြီးတရက်ကြည်နေတဲ့အတွက်ကြောင့်ဒီကလေးကလူမြုပ်တဲ့အရာတွေကိုတရက်ပြီးတရက်တင်ယူလာတယ်တဲ့။ဒါကိုအမေဖြစ်တဲ့သူကတွေ့တော့ဟာမဟုတ်သေးဘူးငါตาကြီးလာလို့ရှင်ဒီအရာတွေပဲသူ့အုံနောက်ထဲမှာပြည်သွားမယ်ဆိုမှအမြန်အိမ်ပြောင်းတယ်။ဒုတိယအိမ်ပြောင်းသွားတဲ့နေရာက သားတက်ယုံဘေးမှာအိမ်ပြောင်းမှနေတယ်တဲ့သားတက်ယုံဘေးမှာနေတဲ့အတွက်ကြောင့်အဲ့မှာဝက်တက်တဲ့သူတွေနော်အကောင်ပလောင်တက်တဲ့သူတွေနေ့တိုင်းဓာတ်ကိုသွေးပြီးတော့မှဝက်ကိုတက်တယ်ဟိုအသားတက်တဲ့ဒီအသားတက်တဲ့အဲ့လိုလုံနေတဲ့ခါမှာအဲ့ဒီသားကလေမုံစဆိုတဲ့ဒီပညာရှိကြီးမဖြစ်ခင်ပေါ့နော်ငငယ်တုန်းကအဲ့ဒီသားကဒီသားတက်ဒီသားတက်နေတဲ့ဟာတွေကိုကြည်မှသူလဲဓာတ်ကိုယူမှတည့်ရတည့်ရသွေးလာတယ်တဲ့နော်သွေးပြီးတော့မှဘသူ့တက်ဖို့လုံမလဲမသိဘူးသူကသူအဲ့လိုလုံလာတယ် ်ဒါကိုမိခင်တွေ့တဲ့အခါမှာပိုပြီးမှစိုးရင်လာတယ်ဟာမဟုတ်သေးဘူးနော်ဆိုမှနောက်တနေရာအိမ်ပြောင်းတယ်နောက်တနေရာပြောင်းတဲ့အခါကျတော့ကြောင်းဘေးမှပြောင်းနေတာပေါ့နော်အဲနောက်ပိုင်းမှာဒီตาလေးကသူများစာကျက်တာတွေစာဖတ်တာတွေကိုတွေ့လာတဲ့အခါမှာသူလဲသူများစာဖတ်တယ်လို့စာကျက်တယ်လို့ က်လာတယ်စာတွေဖတ်လာတယ်ဆိုတာကျွန်တော်တမိုင်းမှာဖတ်ရတယ်အဲ့ဒီပုံပြင်လေးအဖြစ်ဖတ်ရတယ်နောက်ပိုင်းမှာဒီသားလေးကကြီးလာတဲ့ခါမှာတယုတ်ပညာရှိကြီးတယောက်ဖြစ်လာတယ်သူ့နာမည်ကမုံဇလို့ခေါ်တယ်တကယ်ဒီကွန်ဖြူရှက်တို့နဲ့ပညာရှိအဆင့်အတန်းအလောက်မီတယ်ပေါ့နော်ဒီပုံပြင်လေးကစကပုံတစ်ခုဖြစ်လာတယ်မုံမူစမ်းချင်းမုံဆိုတာက မုံဇပညာရှိကြီးကိုခေါ်တာမူဆိုတာကဒီအမေပေါ့နော်စမ်းချင်းဆိုတာက၃ချိန်အိမ်ပြောင်းတာ ဒီပုံပြင်လေးကဘာကိုဖော်ပြနေရလဲဆိုတော့လူတယောက်ကဘာနဲ့နီးရင်ဘာဖြစ်ဖို့ပိုများတယ်ဆိုလိုချင်တာကပညာရှိတွေနဲ့ပေါင်းသင်းနေတယ်ဆိုရင်ပညာရှိဖြစ်လာဖို့အလားလာပိုများတယ်ပျက်စီးတဲ့သူနဲ့ပေါင်းသင်းနေတယ်ဆိုရင်ပျက်စီးဖို့အလားလာပိုများတယ်ဒါကြောင့်ကျမ်းစာထဲမှာဘလို့ပြောလဲဆိုတော့လွဲမယူချနဲ့မကောင်းသောသူတို့နဲ့ပေါင်းဖော်ခြင်းအဖြစ်ကောင်းသောအကျင့်တလေယိုယွင်းတတ်၏တဲ့။ငကိုရေကလူကောင်းတယောက်ကမကောင်းတဲ့သူနဲ့ပေါင်းမိရင်တဲ့ မကောင်းတဲ့သူဖြစ်သွားနိုင်တယ်တဲ့ဒါကြောင့်ခရိယံယုံကြည်သူတွေလေအထူးပဲတတိထားပါကိုသားသမီးဝယ်ဖြစ်ဖြစ်ကိုကိုယ်တိုင်ပဲဖြစ်ဖြစ်เนาะအပြစ်လုပ်နေတဲ့သူတွေနဲ့ဝေးဝေးရှောင်ပါမကောင်းတဲ့သူတွေနဲ့ဝေးဝေးရှောင်ပါတုတ်တန်ကြမ်းခန်းကြီး73အငွေ20မှာလဲဒီလိုပေါ်ပြတယ်เนาะပညာရှိတို့နဲ့ပေါင်းဖော်တော်သူဒီပညာရှိတတ်၏တဲ့လူမိုက်တို့နဲ့ပေါင်းဖော်တော်သူမူကပျက်စီးတတ်၏တဲ့ဒီကနေ့တင်ဘဲသူတွေနဲ့ပေါင်းဖော်နေရလဲချက်တော်ညီကိုမောင်မတော် တင်ပေါင်းဖော်နေတဲ့သူကဘသူဖြစ်တယ်ဆိုတာတင်ကရှေ့လျှောက်မှာဒီလိုဖြစ်လာဖို့အလားအလာအများကြီးရှိပါတယ်။ဒါကြောင့်အပေါင်းဖော်အင်မတန်အရေးကြီးတယ်နော်။ဒါဆိုရင်ယုံကြည်သူခရိယန်တွေဘသူနဲ့ပေါင်းဖော်ရမလဲ။စာလံအခန်းကြီး၁အငယ်၁ကနေ၃ကိုကျွန်တော်ဖတ်ပြချင်တယ်။မတရားတော့သူတို့ဤတိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့ဤလမ်းတွေမရက်မနေမထီမဲ့မြင်ပြုတော့သူတို့ဤအစည်းဝေးနဲ့မထိုင်။ထောက်ရဖျားဤတရားတော်၌မွေလျော်၍ တရားတော်ကိုနှိမ့်ညမပြည့်စင်ခြင်းအောက်မိတော်သူဒီမင်္ဂလာရှိအကြောင်းမူကားထိုသူဒီမျက်နှာမှာစိုက်လေမိမိအချိန်တန်မှာအသီးကိုတီး၍အရွက်မညိုးနွမ်းတတ်တော်အပင်နေသူဤပြုလီသည်။များတို့၌အောင်လိမ့်သည်တဲ့မတရားတဲ့သူတွေကိုပူပေါင်းဖို့နေနေတတအပေါင်းအသင်းလို့ဖို့နေနေတတသူတို့ရှိတဲ့နေရာမှာတော့မှတွားမှမရက်နေနဲ့တဲ့နော်တမချန်းစာကအဲ့လိုပြောတာနော် ကျွန်တော်ကတိုက်တွန်းနေတာမဟုတ်ဘူးတမာကျဲစာကအဲ့လိုတိုက်တွန်းလို့ကျွန်တော်ကဖရားအမှုတော်ဆောင်မို့လို့ဖရားစကားအတိုင်းအရှိကိုအရှိတိုင်းချပြတာဒါကြောင့်ချက်တော်ညီကိုမောင်တော်မတို့မတရားတဲ့သူမကောင်းတဲ့သူနဲ့ဝေးဝေးရှောင်ဖို့လိုပါတယ်ဒါဆိုရင်အဲ့ဒီလိုဝေးဝေးရှောင်မှကျွန်တော်ဘယ်သူနဲ့ပူပေါင်းရမလဲဘယ်သူနဲ့ပူပေါင်းရမလဲဆိုတော့ခုနဒီစာလံအခန်းကြီး1အငယ်1ကနေ3မှာလဲပေါ်ပြတယ်နော်တရားတော်ကိုမွေ့လျော်ပြီးတော့မှဖရားစကားလိုက်နာတဲ့သူနဲ့လိုက်ရှာပူပေါင်းပါတယ် ို့ပြီးမှတိကျရှင်းလင်းတဲ့ကြံချက်တစ်ချက်ကိုကျွန်တော်ဖတ်ပြမယ်။အဲ့ဒါကတော့တိမောသေဩဝါဒစာဒုတိယစာဆောင်အခန်းကြီး1အငယ်20နှစ်ဖြစ်ပါတယ်။လူပြိုတို့ဤတတ်မှတ်ခြင်းကိလေသာစိတ်ကိုကျင်ဆောင်လော့ဖြောင့်မတ်ခြင်းတစ္ဆာရှိခြင်းချစ်ခြင်းစင်ကြယ်သောစိတ်ရှိ၍တခင်ဖျားကိုပတ္ထနာပြုတော်သူတို့နဲ့အတင့်တင့်နေခြင်းကိုမီအောင်လိုက်လောချစ်တော်ညီကိုမောင်တို့ကျွန်တော်မေးချင်တယ်တင်းရဲ့အပေါင်းအသင်းထဲမှာ ဖယားသခင်ကိုတကယ်ယုံကြည်ပြီးမှဖယားဖယားအမှုတော်မြတ်မှာတကယ်စိတ်အားထက်သန်တဲ့သူတွေရှိလားတိတ်တငယ်ချင်းထဲမှာဒီလိုတငယ်ချင်းရှိကိုရှိရမယ်မရှိလို့ရှိရင်အဲ့ဒီလူတွေနဲ့ရှာပေါင်းပါရှာပေါင်းပါတဲ့ကျမ်းစာကအဲ့လိုပြောထားတာလေတခင်ဖယားကိုပထနာပြုတော်သူတို့နဲ့အသင့်တင့်နေချင်းကိုမီအောင်လိုက်လို့ဖယားသခင်ကိုတကယ်ကိုကိုင်းဆိုင်တဲ့သူ ယုံကြည်ခြင်းမှာတကယ်အားကြီးတဲ့သူဖယားတရားမှာတကယ်အားကြီးတဲ့သူအမြဲတမ်းဝတ်ပြုတတ်တဲ့သူစူတောင်းတတ်တဲ့သူဖယားစကားအတိုင်းနာခံလိုက်လျှောက်တဲ့သူယုံကြည်ခြင်းကြီးတဲ့သူအဲ့ဒီလူတွေနဲ့ရှာပေါင်းပါတဲ့အဲ့ဒီလူနဲ့ရှာပေါင်းပါအဲ့ဒီလူရှာပေါင်းမှာတင်ကကိုတိုင်းအခုနကျွန်တော်ပြောတဲ့စာလံခန်းကြီးတင့်ငယ်၃မှာပြောတဲ့အတိုင်းလှုပ်လေရပြုတ်လေရမှာအောင်မြင်လိမ့်မယ် ဖယားသခင်ကိုကိုင်းဆိုင်တဲ့သူနဲ့ရှာပေါင်းတဲ့အခါမှာတင်ကိုယ်တိုင်လည်းကိုင်းဆိုင်လာမယ်ဖယားသခင်ကိုယုံကြည်ခြင်းအားကြီးတဲ့သူနဲ့ရှာပေါင်းရင်တင်ကိုယ်တိုင်လည်းယုံကြည်ခြင်းအားကြီးလာမယ်သူတို့ကောင်းကြီးမင်္ဂလာရတဲ့အခါမှာတင်လည်းဖယားရဲ့ကောင်းကြီးမင်္ဂလာကိုအပြည့်အဝရမယ်လို့ကျွန်တော်ခွန်အားပေးချင်တယ်ဒါကြောင့်အစဲတအားတန်တဲ့သူနော်အရက်နေ့တိုင်းတောက်တဲ့သူနော်အိုးမဟုတ်မက အပြစ်လိုက်လို့တဲ့သူနော်ခိုးတဲ့သူလှူတဲ့သူဖယားတရားမကိုင်းဆိုင်တဲ့သူနော်အာ အပြစ်လုပ်ဖို့ပဲကြံရွယ်နေတဲ့သူအဲ့ဒီလူတွေနဲ့ဝေးဝေးရှောင်ပါလို့ကျမ်းစာထဲမှာပေါ်ပြတယ်။ကျွန်တော်နှစ်ချင်းအတင်းတော်တွေရဲ့ခံယူကြတဲ့နီး၅ပါးနဲ့အာကျွန်တော်တို့ခံယူကြတဲ့၁၀ပါးစသဖြင့်၁၀ပါး၅ပါးဓမ္မသချင်းရှေ့ဆုံးမှာပါတယ်။အဲ့ဒီထဲမှာလည်းတစ်ချက်ပါတယ်နော်။မကောင်းတဲ့သူတွေနဲ့မပေါင်းတင်ဖို့ရန်ဝေးဝေးရှောင်ဖို့ရန်ကျွန်တော်တို့ဝန်ခံကတိပြုပါတယ်ဆိုမှနှစ်ချင်းအတင်းတော်တွေကအဲ့လိုဝန်ခံကတိပြုကြတယ်။တမာကျမ်းစာအရာပေါ့လေ။ဒါကြောင့်ဏိကုံချုပ်မှတခွန်းပဲပြောချင်တယ် ယုံကြည်သူခရိယန်တရားဟုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အပေါင်းအသင်းကဖျားတရားကန်ဆိုင်တဲ့သူနဲ့ပဲလိုက်ရှာပေါင်းတင်ဖို့ကျမ်းစာကပေါ်ပြတယ်။ဘာလို့အလိုလိုက်ရှာပေါင်းတင်ရမလဲဆိုတော့ကိုကအဲ့ဒီအပေါင်းအသင်းအားဖြင့်ကိုရဲ့ဖြစ်တည်မှုကများရောအားဖြင့်အဲ့ဒီအပိုင်းကိုယိုင်သွားတာ။ဒါကြောင့်ကိုပေါင်းတင်နေတာဒီဖျားတရားကန်ဆိုင်တဲ့သူဖျားကိုပတ္ထနာပြုတဲ့သူတကယ်ပဲအပြစ်မလို့ပဲနဲ့ယုံကြည်ခြင်းအားကြီးတဲ့သူတွေနဲ့ရှာပေါင်းပါလို့ခွန်အားပေးခြင်းတယ်။ဒါမှသာလင်တင်ကိုယ်တိုင်က အဲ့ဒီလိုကိုင်းရှမ်းတဲ့သူယုံကြည်တဲ့သူအဲ့ဒီလိုကောင်းကြီးရတဲ့သူဖြစ်လာမယ်လို့ကျွန်တော်ခွန်အားပေးချင်တယ်ကျွန်တော်တို့ကဟိုဘာလဲကောင်းတဲ့သူကိုပဲရှာပေါင်းဖို့ဆိုတာထက်ကျွန်တော်တို့ကိုယ်တိုင်လည်းကောင်းတဲ့သူဖြစ်ဖြစ်နေရမယ်ကျွန်တော်တို့ကိုယ်တိုင်လည်းသူများရဲ့ကောင်းတဲ့တငယ်ချင်းဖြစ်ဖို့လိုတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဖျားစကားကိုနားထောင်မှသူများကိုဟိုဂရက်ခတ်နိုင်တဲ့တငယ်ချင်းတယောက်ဖြစ်ရမယ်ကိုကြောင့်မကောင်းတဲ့တငယ်ချင်းတွေကောင်းလာတဲ့သူဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုကျွန်တော်တို့ဖျားစကားအကောင်းဆုံးလိုက်လျှောက်ယူမှာ အသက်ရှင်သွားရမယ်လို့ကျွန်တော်ခွန်အားပေးနဲ့ညှိကုပ်ချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ဂျေဆုတော်ချီးမွမ်းတဲ့ကိုတော်ဒီကနေ့မနက်မှလည်းမကောင်းတဲ့အပေါင်းအသင်းတွေနဲ့ရှောင်ဖို့ဖခင်သခင်ကိုပတ္ထနာပြုတတ်တော်ကိုင်းဆိုင်တော်ယုံကြည်တော်သူတွေနဲ့ရှာပေါင်းဖို့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ကိုတန်ရှင်းတော်ဝိညာဉ်တော်ခွန်အားပေးတယ်ဂျေဆုတော်ချီးမွမ်းတဲ့ကျွန်တော်တက်တာထဲမှာကောင်းတဲ့တငယ်ချင်းနဲ့ပေါင်းတင်တတ်တော်သူများဖြစ်ဖို့ယံတန်ရှင်းတော်ဝိညာဉ်တော်ဆက်လက်မဆာကောင်းကြီးပေးပါကျွန်တော်တို့ကိုယ်တိုင်လည်း ူများရဲ့ကောင်းတဲ့တငယ်ချင်းအပေါင်းအသင်းဖြစ်ဖို့ရန်အတွက်ကိုတော်နှုတ်ကပတ်တော်အဖြစ်ဆက်လက်မဆပါမိကြောင်းဂျေဇုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖခင်အားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့